ားလုံးပဲမင်္ဂလာပါတိလိုက် follow channel ကိုကြည့်ရှုအောင်ပြနေတဲ့ဒူရီတတိယဝါသနာရှင်မိတ်ဆွေများအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ဒီကနေ့ညတော့ဒါ15ရက်နေ့ညဖြစ်ပါတယ်ဗောနော်ကြံမိတ်ဆွေများအားလုံးပဲမင်္ဂလာပါအဲ့တော့ကျွန်တော်ဒီဒီညလိုက်လေးရတော့မိတ်ဆွေတို့ကျွန်တော်ကြိုက်ဆုံး နောက်တွဲဆိုင်လေးပေါ့နော်နောက်တွဲဆိုင်လေးအဓိကထားပြီးတော့ကျွန်တော်ဒီထဲမှာတင်ပေးနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ပါအဲ့တော့ကျွန်တော်ရေမိတ်ဆွေများရှေ့မှာကျွန်တော်ဗီဒီယိုဖိုင်တစ်ဖိုင်တင်လာပေးဖို့ရတယ်အဲ့ဒါတော့အကြိုက်ဆုံးမိန်ခွက်ထဲပါပါတယ်ခင်ဗျာအပြင်မဲ့တတိဆိုတာကကျွန်တော်တို့ချက်ကန်ရောက်ခွတ်ဆိုတော့ဘောနော်အဲကျွန်တော်တို့ မြည်သူတူတယောက်ချင်းစီမှာဘယ်ဆရာကြီးမှာကျွန်တော်တို့အတက်တည်တာမဟုတ်တဲ့အတွက်เนาะအဲကျွန်တော်တို့တကောကောင်းဆိုတာပြောပေးမယ်လေမိကိုယ်တိုင်စဉ်းစားချင့်ချိန်ပြီးတော့အဲလောက်ကြပါလို့ကျွန်တော်အကြံပြုပေးစေချင်ပါတယ်ခင်ဗျာတူဒီပဲဖြစ်ဖြစ်တတိဒီပဲဖြစ်ဖြစ်ကျွန်တော်တို့ကိုယ်တိုင်ကအတက်တည်တာမဟုတ်ပါဘူးခင်ဗျာเนาะခမန်းတွက်စားခြင်းနဲ့ပဲ ကျွန်တော်တို့တင်ပြပြရခြင်းပဲဖြစ်ပါတယ်စိတ်ပါမှသာလင်မိမိစိတ်မိမိဆန္ဒမိမိသဘောသာလင်ကျွန်တော်တို့ဆုံးဖြတ်ချက်အမှန်ကန်ဖြစ်ပါတယ်ခင်ဗျာကြည့်အားလုံးပဲမင်္ဂလာပါဒီညညလိုက်မှာပေါ့နော်ကျွန်တော်တို့လက်ရှိတက်ထားတဲ့လူကတော့73ယောက်ပဲတွေ့ပါသေးတယ်ခင်ဗျာအာကျွန်တော်ဒီညညကတော့ဒါနော် ဒီ16ရက်နေ့မြန်ဖြန်ဆို16ရက်နေ့မှာဆိုရင်တော့ဒါ2ဒီရော3ဒီရောကျွန်တော်ပြန်ဖွင့်ပြီးဖြစ်တယ်ဟုတ်လားခဏနော် ဲ့ဒါဆိုရင်ကျွန်တော်တို့ဟုတ်ကဲ့21ရောက်မင်္ဂလာပါခင်ဗျအားလုံးပဲပေါ့နော်ဒါအားလုံးပဲဒီချိန်ကာလကတော့တကြံပျော်တဲ့လူတွေပျော်ကြမှာပေါ့နော်အဲမပျော်တဲ့လူတွေမပျော်ဘူးပေါ့ကျွန်တော်တို့တော့ဘယ်မှမသွားပါဘူးနော်အဲ့ဒီမှာပဲကျန်ရဲ့မိတ်ဆွေတွေကိုဒူးဒီရောတတိဒီရောစိုက်ဒီဒီကျွန်တော်ကြည်ပေးနေပါတော့ပေါ့နော် အဲ့တော့ဒီနေ့ညကတော့ကျွန်တော်တူးဒီကတော့မတွက်ပြတော့ဘူးเนาะကျွန်တော်ဒီထဲမှာခေါင်းဆုံးခဏလေးတွေတော့ကျွန်တော်ရေးပြောပြတော့မှာပေါ့เนาะကဲဒါဆိုရင်ကျွန်တော်မိတ်ဆွေများအားလုံး33ရောက်မင်္ဂလာပါခင်ဗျ33ရောက်မင်္ဂလာပါတိုင်းလက်မလေးကြီး နှိပ်ထားဖို့မမေ့ပါနဲ့စီးရင်သွင်းရင် subscribe ဆိုတဲ့အနေအောင်စာတန်းလေးကိုဒီချိန်နှိပ်ပါခေါင်းလောင်းလေးတီးကြပါခင်ဗျာဒါမှသာလင်ကျွန်တော်တင်သမျှဗီဒီယိုတွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်ကျွန်တော်တို့အချိန်မမီလို့ပဲဖြစ်ဖြစ်မတိလိုက်လို့ပဲဖြစ်ဖြစ်ပေါ့နော်ဟုတ်ကဲ့ပါ မင်္ဂလာညချမ်းလေးပါနော်အဓိကကျွန်တော်မိတ်ဆွေများကိုဒီအဲနှစ်တစ်ပေါ့နော်အဲကျွန်တော်တို့နှစ်တစ်ကိုချိုးခြင်းနဲ့ဗျာနော်ပောက်ကွက်လေးခြင်းနဲ့အဲဒါကြောင့်မို့လို့ကျွန်တော် ရန်ကြိုးစားနေပါတယ်เนาะအဲ့တော့ဒီနေ့ညပြမယ်ကျွန်တော်တို့ကဒါနောက်တွဲဆိုင်လေးကိုအဓိကထားပြီးကျွန်တော်အကြံပြုပေးသွားမှာပေါ့เนาะပြီးတော့ကျွန်တော်ထိုးရမယ်ထိုးွက်လေးကြီးအဲကျွန်တော်ဒီထဲမှာရေးပေးသွားမှာပေါ့เนาะအဲ့တော့ကျွန်တော်မိတ်ဆွေများအားလုံးပဲဒီနေ့ညလိုက်ကို ကြည့်ရှုအားပေးနေတဲ့မိတ်ဆွေတွေအတွက်တော့เนาะအဲဆရာလက်တစ်ခုတော့အဖြေထွက်သွားမယ်လို့တော့ကျွန်တော်မျှော်လင့်ထားပါတယ်ကဲဒါဆိုရင်ကျွန်တော်တို့ စာပေါ့နော်အဲ့တော့ကျွန်တော်အဓိကပေါ့နော်အဲဒီမှာကျွန်တော်ဗာပြပေးခြင်းလဲဆိုတော့ဒီမှာအဓိကပြပေးခြင်း ਨੇ နော်နောက်တွဲဟိုအဓိကထားပြီးပြမှာဖြစ်တယ်အဲ့တော့ကျွန်တော်ဒီနောက်တွဲကိုအဓိကထားပြမဲ့အတိုင်းတာမှာပေါ့နော်အဲကျွန်တော်ရှေ့မှာလဲကျွန်တော်ပြထားပေးတာ၄ရှေ့ပေါ့နော်တဖန်ရှိပါတယ် အဲ့တော့နောက်တွဲကိုတဲ့အဓိကထားပြမှာဆိုတော့စာမနော်အဲ့တော့ကျွန်တော်ဒီမှာဒါတော့ကျွန်တော်တို့ဘယ်လိုပြောမလဲနော်အပင်ရှင်ကိုမတွက်ချင်တာဖြစ်တဲ့အတွက်ပေါ့နော်အပင်ဒို site လေးကိုကျွန်တော်နည်းနည်းအားရကျင်နေမှုရှိတယ်ပေါ့နော်အပင်ဇက် site လေးအဲ့တော့နောက်တွဲ site ကိုပြမှာဖြစ်တဲ့အတွက်300အပင်ကနေပြီးတော့စပြီးတော့ကျွန်တော်တို့ပြမှာဖြစ်ပါတယ် เนาะ3ခုအပြန်ကြီးကျွန်တော်ဘယ်လိုစပြမလဲဆိုတော့เนาะဒါရှေ့မှာလည်းကျွန်တော်ပြန်လာပြီးတာရှိတယ်အဲ့ဒီဒီမှာဒီနှလုံးပေါင်းကျွန်တော်တို့ပါရလဲအဲ့ဒီနှလုံးပေါင်းမှာ600ပါတယ်เนาะခွန်နဲ့ကိုနဲ့ပေါင်း600ရတယ်เนาะပြီးရင်ကျွန်တော်တို့ဒီနှလုံးပေါင်းပါရလဲဒီနှလုံးပေါင်းချင်းဒီ900ရတယ်เนาะ အာဒီနီးတွေကတော့ကျွန်တော်ဒူးဒီမှာလည်းဒီနီးစနစ်တင်နေကျွန်တော်တွေ့ပြထားခုပါတယ်နော်တတိတိကိုလည်းကျွန်တော်ဒီနီးစနစ်နဲ့ကျွန်တော်စမ်းကြည့်တာပေါ့နော်ဒါဒီနှလုံးပေါင်း6တယ်ဒီနှလုံးပေါင်း5တယ်ဒီနှလုံးပေါင်း4တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီမှာဒီနှလုံးပေါင်းဒါ၄ကစီကိုပြတာပေါ့နော်အဲ့ဒီနှလုံးပေါင်းကျွန်တော်တို့သုံးမယ်ပေါ့ဗျာ 653ဆိုတဲ့ဒီ၄ကစင်းနဲ့ကျွန်တော်တို့ကြည့်တဲ့အခါကျတော့ဒီမှာကျွန်တော်တို့ကရှိရှိတဲ့အတွက်3ဖြစ်ဖို့အတွက်ဆို9ခါပေါ့နော်ဟုတ်ပြီလားနော်အာ9ခါပေါ့ဟုတ်ကဲ့ပါမင်္ဂလာပါနော်မင်္ဂလာညာချမ်းလေးပါခင်ဗျကဲဒါဆိုရင်ကျွန်တော်တို့ကနောက်ပိတ် မူတမူထပ်ကြည့်မယ်နော်ဒီနှလုံးပေါင်းဟာတစ်ဖြစ်ထားတယ်၃နဲ့၉နဲ့ပေါင်းနှလုံးပေါင်းဟာနှစ်ဖြစ်ထားတယ်နော်၆ရဲ့၇နဲ့နှလုံးပေါင်းဟာ၃ဖြစ်ထားတယ်ဒါဆိုရင်၈နဲ့ကျွန်တော်တို့၁၂၃လေစင်းရရိုက်ခဲ့မယ်ဆိုရင်ရှိရှိတဲ့အတွက်6နောက်ပဲเนาะဝေဘောဒီဒီပွဲမှာ မြင်တယ်6ထွေစီးတွေမြင်တယ်6နောက်ပိတ်တွေမြင်တယ်ဘာတွေဖြစ်မလဲတော့မသိဘူးเนาะ6ထွေစီးမြင်တယ်6နောက်ပိတ်မြင်သားပါတယ်เนาะအဲ့တော့တော့ကျောင်းမိတ်ဆွေများ အားလုံးเนาะလုံချင်းနဲ့ပဲဆင်းမလားအဲကျွန်တော်တို့ဒီအတွဲနဲ့ပဲဆင်းမလားပေါ့เนาะအဲဒီလိုများပေါ့เนาะဒီမှာကျောင်းမိတ်ဆွေတွေ အခုဒီနှစ် site ကိုဒါ legacy နဲ့ကြည့်မယ်ဆိုလို့ဆိုရင်တော့ကျွန်တော်တို့က56ဆိုရက်ဒါနောက်တွဲပေါ့နော်ဒါနောက်တွဲဖြစ်ပါတယ်နော်56ဆိုရက်နောက်တွဲဖြစ်တယ်ပေါ့နော်ဒါဒီ site နဲ့ကျွန်တော်ပြပြတာဖြစ်ပါနော်ဟုတ်ကဲ့တွင်းနီးကတော့အများကြီးပေါ့ဗျာကျွန်တော်ဒီကလနာစီကြောတွေမှာလည်းကြည့်တယ်နော်ဘာပြင်းဘာဖြစ်လာနိုင်တယ်ဆိုတာလေးဒီနော် ဒီကျန်တဲ့အချိန်ရင်နဲ့ကျွန်တော်တို့မွေးကွက်လေးတွေလည်းရှိတာပေါ့နော်ကျွန်တော်တို့ယူဆချက်တွေတယောက်နဲ့တယောက်ကတော့မတူကြဘူးပေါ့နော်အဲ့တော့ဒီပွဲမှာကျွန်တော်တွတ်ထားတဲ့ရှေ့ရဲ့ left side မူတွေမှာရောကျွန်တော်ဒီနောက်မှာရောကျွန်တော်ကြည့်လိုက်တဲ့အခါကျတော့ကျွန်တော်ဗာတမ်းမြင်လဲဆိုတော့ကျွန်တော်ရဲ့အကောင်းဆုံးလုံးမှန်ရတော့ကျွန်တော်ငါးတလုံးတမ်းမြင်တယ်နော်ငါးတလုံးကဘယ်လိုပဲကြည့်ကြည့်ကျွန်တော်ကတော်တော်ကြီးကိုအားရကျင်နေမှုရှိတယ်ဒီပေါ့နော် အဲ့ဒါကြောင့်ကျွန်တော်ဘာပြောချင်လဲဆိုတော့နော်ဘာပြောချင်လဲဆိုတော့ဒီမှာဒါလေးကစီနဲ့ကျွန်တော်ပြလိုက်တာပေါ့နော်ဒါလေးကစီကြောနဲ့ပြတာဟုတ်ပြီတဲ့နော်အဲ့ဒီမှာကျွန်တော်နောက်တစ်ခုကိုကျွန်တော်တစ်ချက်ဒါလေးကစီနဲ့ပြတဲ့ဖြစ်တယ်နော်အဲ့တော့၃ခက်နဲ့ကျွန်တော်ထပ်ပြပေးခြင်းနော်၃ခက်က ကျွန်တော်ဒီ16လေးဆိုရဲအပင်ကနေကျွန်တော်ထပ်ပြပေးခြင်းတာပေါ့ဒါဖြစ်နိုင်မဖြစ်နိုင်ရတော့ဆုံးဖြတ်ဖို့ကိုမောက်ပေါ့နော်16 5 63 6 60ဟုတ်ပြီနော်16 4 5 6 အဲ့တော့အဲ့တော့ကျွန်တော်တို့ကဒီမှာတာပါတယ်နော်ဟာဒီမှာ96အတွဲရတုံးကနဲ့ကြည့်တော့ကျွန်တော်ဒီနှလုံးပေါင်းက9တယ်နော်ဒီနှလုံးပေါင်းက4တယ် ဲ့တော့ဒီနှလုံးပေါင်းမှာသုံးမယ်နော်ငါခါဟုတ်ပြီလားနော်အဲသုံးခန်းနဲ့ပြတာအဲ့တော့ကျွန်တော်တို့ကဒီမှာသုံးခန်းနဲ့ပြပြီနော်ဒီနှလုံးပေါင်းကတစ်တယ်ဒီနှလုံးပေါင်းကနှစ်တယ်ဒီနှလုံးပေါင်းကသုံးမယ်တဲ့6ရှိတဲ့အတွက်သုံးဖြစ်ဖို့အတွက်ဆို9ဘိတ်တဲ့ အဲ့တော့ကျွန်တော်အနေနဲ့ဒီမှာနောက်တွဲထုတ်တဲ့နေရာမှာ59ဆိုရက်နောက်တွဲကိုထုတ်လိုက်တာပေါ့ဗျာနော်အဲ့တော့56 59ဆိုရက်နောက်တွဲကိုကျွန်တော်ထုတ်လိုက်တယ်ဟုတ်ပြီလားနော်56နောက်တွဲထုတ်တာအားလုံးပဲချိန်လေးရကြရလားကွန်မန့်လေးတွေတောက်လာပြီမယ်နော်ဟိုဒီညကျွန်တော် AC ပြတဲ့အချိန်မှာ AC လေးကျွန်တော်တို့ ကြည့်ရှင်နေဗျာเนาะကျွန်တော်ရေးမိတ်ဆွေအဲဆိုတတိကြီးဆိုတာကျွန်တော်တကွက်ဝင်သွားတာ ਨੇ အဆင်ပြေတယ်เนาะအဲ့တော့ဒီကကျွန်တော်ပြောချင်တာကဆိုလိုချင်တာက96ငါ sorry 965ခွန်းဆိုတဲ့အတွဲပေါ့เนาะ96 59ဆိုတော့ဒီနောက်တွဲကိုကျွန်တော်ကြိုက်နေတာအဲ့ဒီမှာကျွန်တော်တို့ရှိပါသေးတယ်ဗါလေ9တုံညာအတွဲเนาะဒီ3လွဲကအဓိကထားပြီးတော့ကျွန်တော်တို့ဒီနောက်တွဲကိုကျွန်တော်တို့သုံးဆောင်အောင်မှာဖြစ်တယ်เนาะဒီ3လွဲကအဓိကထားပြီးသုံးဆောင်အောင်မှာ ဖြစ်တယ်ဟောပြီးထားလိုက်တော့ဒါဆိုရင်ကျွန်တော်တို့ကတက္ကနာကိုသွားမယ်เนาะဒါတက္ကနာပြီးတော့ပြီ canapito pido aviso. <coughs> mmm, que ya ော့ရှေ့မှာကျွန်တော်ပြထားခဲ့တယ်ပါတယ်ဟိုဗါလဲရှေ့ရှေ့တစ်ဘက်ကလာကျွန်တော်လိုက်တင်ထားပေးရယ်เนาะ တော့ဘာဘာတက်ဖြစ်နေလဲဆိုတော့ဒီမှာနားလည်အောင်ပြန်ရှင်းပြလိုက်မယ်နှစ်တုံညာကိုနော်อืมตอนญาโกอีတော့คุณคุณโกเนาะอ่ะดีนิดตอนญาโกอ่ะบาเจ้าจนดีมาแท้อ่ะเนาะชูไม่ใช่เนี่ยชื่ออ่องเปียวๆเลย ကျွန်တော်တို့ဒီအဲ့ဒီမှာကျွန်တော်တို့သူထွက်မဲ့ထွက်ရဒီဇင်ဘာမှာကျွန်တော်တို့မထွက်ဘဲနဲ့ကျွန်တော်ဒီ2025ခုပေါ့တလပိုင်း25ရက်နေ့မှာအဲပေါ့တလပိုင်း2025တလပိုင်း2ရက်နေ့မှာဒီ2300ကိုကဒီလာထွက်တာပေါ့နော်ချက်အဲ့ဒီနေ့မှာကျွန်တော်ထီထွက်တာပေါ့ အဲ့ဒီနေ့မှာထီထွက်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီနှစ်တုံညာကိုဒီ2025မှာကျွန်တော်ယူလိုက်ရပါဘောเนาะအဲ့ဒါကြောင့်မလို့ကျွန်တော်တို့မိတ်ဆွေများနားလဲအောင်ကျွန်တော်ရှင်းပြတာဖြစ်ပါเนาะအဲ့တော့ကျွန်တော်ဒီမှာချက်ပြပေးမယ်เนาะ900 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19ဟုတ်သူပြီးတဲ့ထိပ်စီး ကြိုက်တာကိုကျွန်တော်တွဲမဲ့ကနန်းပေါ့နော်ပြန်ပြီးတော့ခွန်င်းပြန်လောက်ပြီးတာပေါ့နော်ရှိကူလေးငါ6တော့ပြရမှာချောက်ရှိခွန် တောက်ရှိခွန်အဲ့တော့ကျွန်တော်ဒီမှာတစ်ချက်ကြည့်ကြသူပေးသွားတဲ့ဒီထိတ်စီလက်ခံလက်မခံနိုင်ကြအကြောင်းမရှိဘူးเนาะဒီမှာနှလုံးပေါင်းကိုနှလုံးပေါင်းကိုလက်လက်မခံနိုင်ကြအကြောင်းမရှိဘူးเนาะနှလုံးပေါင်း၃ကြနှလုံးပေါင်း၃ကြเนาะနှလုံးပေါင်း၃နှလုံးပေါင်း၃အဲ့တော့ဒီကျွန်တော်ဒီမှာနှလုံးပေါင်း၅ရှိနှလုံးပေါင်း၅ဆိုရင်ကိုထိတ် အဲ့ဒီကိုထိတ်ကိုကျွန်တော်တို့ကဒီနောက်တွဲနဲ့ချုပ်မယ်ပေါ့ဗျာနော်အဲ့တော့ကိုထိတ်ကိုနောက်တွဲနဲ့ချုပ်မယ်ဆိုတော့ကို96နော်ကို96ကျွန်တော်တို့ကို95ခွန်နော်ကို96ကို95ခွန်ဟုတ်ပြီလားဒါအဓိကကျွန်တော်ပြောချင်တဲ့ reset ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ကကျွန်တော်ဒီ6ထိတ်စီးနေတယ်ကျွန်တော်ပြန်လာရယ်နော် chart trade scene နဲ့ပြထားတယ် chart trade scene နဲ့ပြထားတာကကျွန်တော်တို့ဘယ်လိုလဲเนาะ chart trade scene နဲ့ကကျွန်တော်ဒီ down down line မှာပေါ့เนาะ down line မှာကျွန်တော်တို့ဒီတုံးလုံးဖြစ်ဟိုပေါင်းခြင်းနဲ့ကျွန်တော် chart trade scene ရတာ chart trade scene ကိုကျွန်တော်မတွတ်မပြလိုက်တော့ဘူးเนาะအဲ့ဒီ chart trade scene နဲ့ရတယ်65 6ဒါတော့အရန်နေပဲထိုးပါเนาะ6 5 ခွန်เนาะအဲ့ဒီမှာကျွန်တော်ဒီ656ကတော့တိတ်မကြိုက်တော့ဘူးကြိုက်တာဘာ၄ကြိုက်လဲဆိုတော့နော်နော်ဘာ၄ကြိုက်လဲဆိုတော့ဘာ၄ကြိုက်လဲဆိုတော့ကျွန်တော်ဒီမှာကြိုက်တဲ့အကြိုက်အကြိုက်ကကျွန်တော်ဘာ၄ကြိုက်လဲဒီ658ကိုလည်းကြိုက်တယ်ဘာလို့စဉ်းရနော်တို့ကဒီဒီဘွဲမှာကျွန်တော်ဗရိတ်ကိုကျွန်တော်ကြည့်လိုက်တဲ့အခါကျတော့နော် sorry ခုနဒီဗရိတ်ဗရိတ်လေးတစ်ချက်ပြမယ်နော် ဘရိတ်ဘရိတ်လေးတစ်ချက်ပြမယ်ဘရိတ်လေးကဘယ်လိုပြလဲဆိုတော့အနီးကဘရိတ်လေးပေါ့အနီးကဘရိတ်လေးเนาะကျွန်တော်ဒီဒီမှာပဲပြလိုက်ပါမယ်နီးကဘရိတ်လေးကဘယ်လိုလဲကျွန်တော်ဒီမှာ၁၉၃ကတ် ိကပရိတ်လေးကဒီမှာနေ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 မှာညချက်ပြပါမယ်เนาะအဓိကပရိတ်လေးအစောတော့ကျွန်တော်ဒီဒီခွန်ဒီနောက်တော့ရခွန်မှာကျွန်တော်ဒီလိုပုံစံနဲ့ပြသွားတယ်ဒီမှာကြည့်69လေးเนาะ69လေးကျွန်တော်တို့ဒီမှာငါ63 69563ပြီးလို့ရှိရင်ကျွန်တော်တို့က 6ရှိခွန်နော်6ရှိခွန်အဲ့မှာကျွန်တော်တို့ချက်ကြည့်မယ်နော်ကျွန်တော်ဒီကိုအဲ့ကိုဒီမှာပါဝါယူကိုပါဝါလေးအဲ့ဒီမှာကျွန်တော်တို့ပါပရိတ်နော်လေးပရိတ်နဲ့ကြာနော်လေးပရိတ်နဲ့ကြာအဲ့ဒီမှာ6 ပါဝါယူမယ်6ကိုပါဝါယူလိုက်တော့ကျွန်တော်တို့6တိအဲ့ဒီမှာကျွန်တော်တို့ပါပရိတ်တိပရိတ်နဲ့ကြာတယ်เนาะအဲ့တော့ဒီမှာကျွန်တော်တို့ကပါဝါယူလိုက်တယ်၈၈ပါဝါ3เนาะဒီ3ပရိတ်ကဒီမှာ3ပရိတ်လို့ပြီးမှာလားเนาะအဲ3ပရိတ်လို့ပြီးမှာလား သုံးပရိတ်လို့ပေးမယ်ဆိုရင်ကျွန်တော်ရဲ့ဒီကိုယ့်ရဲ့ပါဝါက၄တဲ့နော်ဒါထိတ်စည်းမှာပါဝါယူရတဲ့နော်ထိတ်စည်းကိုယ့်ရဲ့ပါဝါ၄နော်ဒီထိတ်စည်း၆ရဲ့ပါဝါ၁နော်ဒါဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ကဒီ break ဒီဆိုလို့ရှိရင်တော်တော်လေးတော့လှရပြန်နော်တော်တော်လေးတော့လှရတယ်ဆိုတာဒီ ယူရမှာပဲเนาะမကြိုက်တော့လဲကျွန်တော်တို့အရန်သဘောနဲ့တော့ထိုးရမှာပဲအာဒီ၄၅9တို့เนาะအဲ၄၅9တို့၄၅6တို့เนาะအဲ၁၅6တို့တင်က6တို့တင်က9တို့เนาะဒါမျိုးလေးထိုးရမှာပဲဒီပွဲမှာတော့เนาะဘာလို့လဲဆိုတော့ဒီကနားကျွန်တော်အတိအကျခွက်သေးရလို့ကျွန်တော်တတ်မှတ်ထားလို့မရအောင်မရအောင်ဆိုတာကျွန်တော်လှည့်ထွက်တတ်တယ်လीเนาะအဲ့တော့ကျွန်တော်ဒီမှာ ကျွန်တော်ရဲ့ဒီဖြစ်စဉ်နဲ့အတိုင်းကျွန်တော်ပြသွားတာဆိုတော့ဖြစ်စဉ်နဲ့အတိုင်းကျွန်တော်ပြသွားတာဆိုတော့ဒါလေးကဒီဒီထဲမှာကျွန်တော်အကြိုက်ဆုံးအတွဲရတော့ဒီငါးခွန်အတွဲเนาะနောက်တွဲတော်တော်လေးကိုကြိုက်တယ်เนาะအဲသူရဲ့ဒီဖြစ်စဉ်တိုင်းမှာကျွန်တော်တို့ကြည့်မယ်ဆိုလို့ဆင်တယ်ဒီငါးတုံညာအတွဲတော်တော်လေးကိုကြိုက်တယ်ပေါ့เนาะအဲအဲ့လိုမျိုးလေးရှိတယ်เนาะအဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေများ ကျွန်တော်ဘာလုပ်တင်လဲဆိုတာတော့ကျွန်တော်ဒီပွဲမှာတိတ်ပြီးတော့မပြောချင်တော့ဘူးအဲ့တော့ဒီမှာ break လဲကျွန်တော်ရှင်းပြလာတာရှိတယ်နော် break လဲရှင်းပြလာတာရှိတယ်ဟုတ်ပြီအမှနောက်တစ်ချက်ကျွန်တော်ဒီမှာတစ်ချက်ထောက်ပြမယ်ဘာကြောက်လဲဆိုတော့ကျွန်တော်ဒီမှာနော်ဒီမှာဒီနှလုံးပေါင်းနှစ်တယ်အော် sorry နော်ဒီနှလုံးပေါင်းကိုးတယ် ဒီနှလုံးပေါင်းကိုးတယ်ဒီနှလုံးပေါင်းကိုးလို့ပါခဲ့မယ်ဆိုလို့ရှင်လဲနှစ်ထိတ်စီရတတွေ့ရင်ကြောင်းနော်သူကဒီနှစ်နဲ့ခွန်နဲ့ကသူကထိတ်စီနောက်ပိတ်သူဘလို့ချိန်ကစားမလဲဆိုတာကျွန်တော်တို့ကအဲ့နဲ့တွေ့ဝင်တာပေါ့နော်အဓိကတော့ကျွန်တော်အဓိကတော့ကျွန်တော်ဒီထဲမှာတဲမိတ်ဆွေကိုကျွန်တော်တွန်းနေတော့တိတ်မပြတော့ဘူးနော်ဘာလို့လဲနည်းနည်းတွေ့ဝွားလိုက်မယ်ကျွန်တော်မြင်တာတွေအကုန်ရှောက်ပြနေမယ်ဆိုရင်နော်အဓိကကျွန်တော်ဒီထဲမှာ ကြိုက်ဆုံးထိုးရမယ်ထိုးခွက်နဲ့ပရိတ်နဲ့ကိုပဲကျွန်တော်ရွှေ့ပြသွားပြလိုက်မယ်နော်ကြိုက်ဆုံးထိုးရမယ်ထိုးခွက်နဲ့ပရိတ်နဲ့ချိန်ပြီးတော့နော်ဘာလို့ဘာလို့ကျွန်တော်ချိန်ထားလဲဒီနောက်တွဲကိုအဓိကချိန်ထားတာဖြစ်တယ်နော်နောက်တွဲကိုအဓိကချိန်ထားတာဖြစ်တယ်နော်နောက်တွဲကိုအဓိကချိန်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ကဒီမှာဘာကိုပြချင်လဲဆိုတော့ပါလေကျွန်တော်ရှင်းနောက်ပိတ်တော့ပြလိုက်သေးတယ် ။ညောင်းကျွန်တော်စာရွက်တွေတစ်ချက်ကြည့်တာ။ရှာရတာ။အဲ့ဒါဟုတ်တယ်နော်။ရှင်းနောက်ပိတ်လဲတွေ့တယ်နော်။အဲကျွန်တော်တို့ဒီဒီ9 3ညသူ့ပါဝါကသူကအလဲကောင်းမှကဏ္ဍတစ်လုံးကိုပြသတော့မယ်ဆိုရင်သူကပါဝါဆိုတာကျွန်တော်တို့ထည့်သွားပြရမှာအရန်ကွက်တဲ့အနေနဲ့ကျွန်တော်တို့9ရရင်3ည9ရပါဝါ3ညဆိုတာကျွန်တော်တို့ကထိန်းကစားပြရတော့မှာပါနော်အဲ့လိုအဲ့လိုအဲ့လိုသဘောလေးရှိတယ်ပေါ့နော် လို့သဘောလေးရှိတယ်။အဲ့တော့ကျွန်တော်အနေနဲ့ကျွန်တော်ဒီမှာကြာရဲ့မိတ်ဆွေတွေကျွန်တော်ထိုးရမယ့်ထိုးဘက်ကိုပဲအဓိကထားပြီးကျွန်တော်ပြောလိုက်မယ်နော်။ထိုးရမယ့်ထိုးဘက်ကိုပဲကျွန်တော်အဓိကထားပြီးပြောလိုက်မယ်နော်။ကျွန်တော်တို့ထိုးရမယ့်ကဏ္ဍကကျွန်တော်နောက်တွဲကနောက်တွဲအဓိကထားထိုးရမှာကျွန်တော်ကဒီ เนาะဒီကကျွန်တော်တို့ထိုးရမယ်ဒီကနန်းนี่ဖြစ်တယ်အဲ့တော့เนาะနောက်တော့အဓိကထားထိုးရမှာအဲ့ဒါကြီးကျွန်တော်တို့တွေ့ဟုတ်ပြီတွေ့တော့ကျွန်တော်ထိတ်စီးကျွန်တော်ယူထားတဲ့အကြိုက်ဆုံးထိတ်စီးတွေ အဲ့ဒီမှာ main တင်တင်ရမယ်တင်ကွက်နော်နော်အခုထိတ်စင်းနဲ့ပြလိုက်တာပေါ့နော်ကိုထိတ်စီဆိုရင်ဘရိတ်နဲ့ကြတော့ဒါ၄ဘရိတ်ဖြစ်သွားတယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်ဒီမှာနှစ်ထိတ်စင်းနဲ့ဆိုရင်စောကကျွန်တော် ပရိတ်၃ကိုအဓိကထားပြီးတော့ဒီမှာလှုပ်ဆောင်အောင်မှာဆိုတော့ပရိတ်၃မှာကျွန်တော်ခုနနှစ်ထိပ်စီပြတာရယ်เนาะအမ256ဆိုရဲကဏ္ဍတကွเนาะပရိတ်၃နဲ့တင်ငါခုံဆိုရဲပရိတ်၃နဲ့เนาะအဲ့တော့ပရိတ်၃နဲ့အဓိက ျွန်တော်ကြိုက်တဲ့ကနန်းနေပေါ့ဗျာနော်နောက်ပြီးတော့ကျွန်တော်6 trace 6 3ည8နော်ဒါ၄ break ကိုလည်းကျွန်တော်တော်တော်လေးကြိုက်ထားတယ်ဒီဘက်မှာကျွန်တော်မပြတဲ့တော့ခွင့်နေရှိတယ်နော်အဓိကထားထိုးရမှာကအားရကြီးထိုးရမယ်ပြရရန်ကွက် ဆံကွက်ကကျွန်တော်တို့ပါရထိုးရမလဲဆိုတော့ပြောပါလေ650တကွက်ရှိတယ်နော်အဓိကဒီပွဲမှာဒီပွဲမှာကျွန်တော်ထိုးရမယ်ထိုးကွက်နော်ဒီပွဲမှာကျွန်တော်အဓိကတင်ထိုးမယ်ထိုးကွက်ကိုကျွန်တော်ဒီမှာတစ်ခါလေးပြသွားတာနော်โอเค ကျွန်တော်မိတ်ဆွေများဘယ်လိုသဘောရလဲတော့မသိနော်ဒီပွဲမှာကျွန်တော်ဒီဒီကနား6ကွက်နော်ဒီကနား6ကွက်ကိုကျွန်တော်တင်ထိုးมาဖြစ်ပါတယ်နော်ပြီးတော့ကျွန်တော်တို့ပါလေ လေး၅ခွန်နော်လေး၅ခွန်လေး၅၀ဒါတော့ရံွက်တွေပေါ့နော်လေး၅ခွန်လေး၅၀ပြီးတော့အပူနဲ့ပတ်သက်လို့ဆိုရင်၄၄ခွန်ကိုမာလီเนาะကြည့်ဒါကတော့ ကျွန်တော်တို့ရင်ကွက်ပေါ့เนาะအားလုံးပဲအဆင်ပြေကြပါစေကဲစကွင်ရှော့ရယူမယ်ဆိုယူထားလိုက်နော်ကျွန်တော်လိုက်စင်းတော့မှာဖြစ်ပါတယ်အားလုံးကံကောင်းကြပါစေ